အားလုံးမင်္ဂလာပါရှင်။အာစီတုတ္တဆုံယတ္တဆုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမ NG ပါ။ကျမဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ဆရာအက်ကဆိုရဲ့စုံထီကြီးဥပါတာဇလန်တွဲတဲ့ကစုံထီကြီးဥပါတာနဲ့မတ်ကြီးဤသတိဆိုတဲ့အပိုင်းပဲဖြစ်ပါရဲ့ရှင်။ဥလေးဖုန်ထမိတ်မမတ်ကြီးကစင်ကွဆုံးမကြီးမန်းကျုပ်တည်သွားတယ်လေ။ဟုတ်တနေ့ကပဲဥပါတာကိုလဲထဲမှာလာပြီးတော့ဆဲရေးတိုင်းထွားပြီးပညာဆန်းသွားတယ်မဟုတ်လားဗျ။ အဲ့ဒါနဲ့ကျုပ်ကလည်းအဖေကိုကပ်ပြောတော့တာပေါ့အဖေဥလီဖိုးထုံမိမမတ်ကြီးကစုံမကြီးဗျအဖေကထုံးစံအတိုင်းခက်အေးအေးပဲဗျအဖေမှာအကျင့်တစ်ခုရှိတယ်အဲ့ဒါကမင်းအရန်ကောင်းတာပဲတည်ငြိမ်တယ်လို့ပြောရမှာပေါ့နော်အဲ့ဒါကလည်းကျုပ်တို့ဖိုးစီကဗီဇပါတယ်လို့ပြောတာပဲဗျတခုခုပြောလိုက်ရင်ဘယ်တော့မှစောင့်တည်ရမရမဖြစ်သွားဘူးအေးအေးစစ်စစ်ပဲနေတတ်တာကျုပ်တို့ငငယ်တုန်းကတော့အဖေကိုကြည့်မရခဲ့ဘူးပေါ့ တခုခုပြောလိုက်ရင်အီတီအီဆက်ကြီးနဲ့ဆိုပြီးတော့မကြိုက်ဘူးပေါ့ဗျာကျုပ်တို့အဖိုးတို့ကလည်းအဖေအကိုကြီးဂျပန်ကိုတွန်လိုက်ရင်းနဲ့ကြည်စံထိပ်ပြီးကြသွားတယ်ဆိုတဲ့အကြောင်းကြားစာကိုဖတ်တာအေးအေးစစ်စစ်ပဲတယ်ဗျာနောက်တော့စာကိုဖတ်ပြီးတော့ကျုပ်တို့အဖွားကိုပေးဖတ်တယ်အဖွားကလည်းစာကိုအေးအေးစစ်စစ်ပဲဖတ်ပြီးတော့အင်းလေသွားတဲ့သူလေသွားတာပေါ့တဲ့ဗျာသားသမီးတွေတော်ကိုတစ်ချက်မျက်ရည်မကျပဲနေနိုင်ကြတယ် တားသမီးအရင်မဟုတ်ဘူးလားလို့ခမားတို့ထင်ချင်းထင်နေလိုက်မယ်။အဖေကလည်းအဲ့ဒီတုန်းကလူပြူပေါင်းဆိုတော့ဒေါသထွက်တာပေါ့ဗျာ။ဒါနဲ့အဖိုးကပြောတယ်။သေးတဲ့သူကသေသွားပြီလေ။ငါတို့ငိုနေလဲပြန်ရှင်လာမှမှမဟုတ်တာတဲ့။သူ့အတွက်ကုသိုလ်တွေရည်စူးပြီးလုပ်ပေးတာကမှပိုအကျိုးရှိမယ်မဟုတ်လားလို့ပြန်ဖြေတယ်။အဖေလည်းဒီလိုပဲဗျ။နောက်ဆုံးကျုပ်တို့အမေဆုံးလာတော့မှအဖေကအေးအေးလူလူပဲ။ထမင်းစားတစ်ချက်မပြတ်ဘူးဗျာ။ ထားလိုက်ပါတော့ကျုပ်ကမတ်ကြီးကိုဆုံးမလို့ပြောလိုက်တော့အဖေကဘာမှမတုံ့ပြန်တာနဲ့ကျုပ်လည်းမကြေနပ်ဘူးပေါ့အဖေကလည်းဆုံးမမသိနေရင်အရေးယူရမှာပေါ့ဗျာဒါရေ तू ဆုံးမဖြစ်ကြောင်းတက်တီတွေမှမရှိတာကွာနောက်ပြီးတော့ तू ကလည်းအဖေတို့နဲ့အမျိုးတွေဆိုတော့မကောင်းဘူးပေါ့ကွာငါသားလေးမဆက်ကိုစီကန်းရှိစမ်းပါဒီအကြောင်းရွာသားတွေသိကုန်ရင်မကောင်းဘူးဖြစ်ကုန်ပဲအဖေစကားကိုကျုပ်လည်း နားထောင်လိုက်တယ်။ဒါပေမဲ့ကျုပ်ကလည်းတခုခုသိရင်အောက်မထားနိုင်ဘူးဗျ။ဒါနဲ့အမေကိုပြောပြလိုက်တယ်။ထင်တယ်။အဲ့ဒီကောင်မကငါနဲ့လည်းစကားပြောတာအပေါ့အလံမတည့်ဘူး။ဒါဆိုရင်ဒေါ်ချိုကြီးပြောတာမှန်နေပါပြီ။ဒေါ်ချိုကြီးကဘာပြောလို့လဲအမေရ။ဒေါ်ချိုကြီးရဲ့တမက်ကအောက်ပြေကမဟုတ်လား။နောက်တော့မကြီးတို့နဲ့ရွာနီးနာချင်းစုပဲတားရဲ့သူပြောတာက မတ်ဂျီရိုတမိသားစုလုံးကစုံတွေ့တဲ့မတ်ဂျီရိုရွာကလူတွေဆိုရင်ဝိုင်းပီးကျင်ထားလို့ချောင်းတစ်ပေးမှာတဲထိုးပြီးသားအမိတွေကသွမ်းနေရတဲ့လေနှစ်ဦးလေးဦးဖိုးချင်းကလူပြူကြီးကလည်းလူပြူကြီးသူ့ကိုရွာကလူတွေကယူမဲ့သူမရှိတော့ဘူးမဟုတ်လားဒါနဲ့ဒေါ်ချူကြီးတမက်နဲ့လိုက်သွားပြီး အောက်ပြေကငပိငချောက်ကုံပွားကူရင်နဲ့ချောင်းပေးကမှတ်ကြီးနဲ့တွေ့ပြီးကြိုက်သွားတာပဲတဲ့နှစ်ဦးလေးဦးဖိုးချင်းက မချီကိုတွေ့ပြီးတပတ်လောက်နေရော ထမင်းမစားဟင်းမစားတော့ပဲပစက်ကတကြီးကြီးထဲအုံးနေလို့နောက်ဆုံးပေးစားလိုက်ရတယ်တဲ့ဆုံးကိုယူတော့နေဦးလေးကိုလည်းရွာသားတွေကရွာထဲမှာမထားတော့ပဲနင်းထုတ်လိုက်လို့အခုဒီကိုပြန်ရောက်လာတာမဟုတ်လားဟုတ်ပါတော့ဦးလေးဖိုးထွန်းကအဲ့ဒီပူပူဝဝမတ်ကြီးဆိုတဲ့မိမကြီးကိုဘာကြည့်ပြီးယူခဲ့တယ်လဲမသိပါဘူးဟဲ့နေဦးလေးကသိမလားဟဲ့ ဟိုကောင်မကတရွာသားဆိုပြီးတော့ဆေးခတ်လိုက်တာနေမှာပေါ့အမေပြောတာဟုတ်တယ်လို့လို့ပဲဗျအဲ့ဒီနောက်ပိုင်းကစားပြေးအမေကမတ်ကြီးနဲ့တိတ်စကားမပြောတော့ဘူးအမျိုးတွေဆိုပေမဲ့မသိတယ်လို့ပဲနေတယ်မတ်ကြီးကလည်းတုတ်တုတ်အင်ကိုမလာဘူးတခုခုရှိရင်တော့မှသူ့ယောက်ျားကူလေးဖိုးထွန်းကိုပဲလှုပ်ပြီးခိုင်းလိုက်တော့မဟုတ်လားမတ်ကြီးကဥပ္ပတာတော့နဲ့ထိတ်တိတ်မတွေ့ပင်ပဲရွာမှာတော့ဖန်းစားနေတော့ပဲဗျ ဒါပေမဲ့ရွာမှာအမေးနေတဲ့သူတွေကိုတော့မဟုတ်ဘူး။ရွာကိုလာလေတဲ့သူတို့ခဏလာတဲတဲ့တရွာသားတို့ကိုဖမ်းဆီးပြီးတော့မှရွာစာချခိုင်းတာပဲဗျို့။ဥပဒါကြီးကတော့ဝင်မပါဘူး။မတ်ကြီးလောက်ကိုတော့စေးစီယာကြီးကကင်တွယ်နိုင်တာမို့လို့ရွာစာချလိုက်တာနဲ့အဆင်ပြေသွားတာပဲဗျာ။မတ်ကြီးကအမဲသားဝတ်သားဆိုတိတ်ကြိုက်တာ။အကောင်းဆုံးကတော့ဝတ်သားပေါ့ဗျာ။ဝတ်ဆိုရင်လေအစီထူထူနဲ့တုံးထပ်သားမှကြိုက်တာ။ ဝတ်သားကကျုပ်တို့စီမှာရှားတယ်ဗျမြုပ်တက်ပြီးမှဝဲရတော့ဘူးတခုပြောင်းပြောင်းအောင်မယ်အဲ့ဒီနှစ်ကကျုပ်တို့အမျိုးတရားရွာကိုလာလေပါယောအဖြစ်ဖက်ကမျိုးတွေပါဟောအထက်ဖက်ကဆင်းလာကြလားလူအုပ်ကတော့ခတ်တောက်တောက်ပဲခလေးအပါအဝင်လူ၈ယောက်လောက်ရှိတယ်ကျုပ်တို့အညာသားတွေကလည်းအမျိုးဆိုရင်ခင်နေဗျလူဘလောက်များများစိတ်မကွက်ဘူးမဟုတ်လားခလေးတွေက၆ယောက်သူတို့လေမယားက၂ယောက် ကလေးတွေကလည်းခြံထဲမှာပြေးလွှားဆော်တော့တာပေါ့ဗျာအင်ကညီမတွေနဲ့လည်းအဖော်ရတယ်မဟုတ်လားကလေးတွေဆော်လုံးတို့လူပြိုပေါက်ဖြစ်နေတဲ့ကျုပ်တော်မှာအတော့ကိုမျက်စိနောက်တာရေးဒါကြောင့်မို့လို့လေအမေကကျုပ်တို့ငငယ်ကမြောက်တွေးလို့ခေါ်ခဲ့တာနေမှာဗျာညနေထမင်းစားပြီးတာနဲ့ကလေးတွေကတန်းစီပြီးအိတ်ကြတော့တာပဲဗျာကျုပ်တို့အိမ်အပေါ်ထပ်မှာဝါနာတာတကားကိုဖွင့်ပြီးအိတ်ကြတာပေါ့လေးကလေးတဖြူးဖြူးနဲ့အိတ်လို့တိုက်ကောင်းဗျာအေးဒါပေမဲ့ ညတနာရီတော့ရောက်တာနဲ့ကလေးတွေအားလုံးကထပြီးငိုကြတာပဲဗျာကလေးတွေမပြောနဲ့ကလေးတွေထဲကအကြီးဆုံး14နှစ်လောက်ရှိမဲ့ကောင်လေးငိုလိုက်တာဗျာစကားမေးတော့လေဘာမှမေးမရဘူးဘလုံးပထွေးတွေပြောပြီးငုံနေကြတာအဖေကဖခင်ကျောင်းဆောင်ကတောက်တူရီကိုစွန့်ပြီးတိုက်တယ်တောက်တူရီနဲ့ပက်တော့မှငြိမ်ချသွားတာဗျာအဲ့ဒီလိုကညတိုင်းဖြစ်နေတာဗျာ 3ရက်4ရက်လောက်ဆက်တိုက်ဖြစ်နေတော့အဖေကလည်းတခုခုဆိုတာသိနေပြီလေညတိုင်းထောင်ကုန်နေကြတော့လူကြီးတွေကလည်းအိတ်ရေးပြတ်တာပေါ့ဗျာဒါနဲ့ကျုပ်ကလည်းဥပ္ပတာကြီးကိုတတိယသွားတာပေါ့အဖေကိုပြောတော့အဖေကဥပ္ပတာကိုမခေါ်ခိုင်းဘူးဗျဒါနဲ့စီးစရာကြီးကိုပဲတွားပင်ရတာပေါ့စီးစရာကြီးစစ်တော့ပယောကဆိုတာတန်းပေါ်တာပဲဗျာအလတ်မကမကြဘူးတကူလုံးကိုတုံရင်လာပြီးတော့စကားတွေပြောတယ်ငါ ဝတ်သားစားခြင်းတဲ့ဝတ်သားသုံးထပ်သားနှစ်ပိတ်သားကိုရွာထွက်တစ်ဖက်လမ်းကကံပြက်ချီနောက်မှာသွားထားထားပေးပါမပေးရင်ခုနှစ်ရက်ပြည့်ရင်ဒင်းတို့ငါအကြောင်းသိရမယ်ခလေးမိဘတွေကလည်းထိတ်ထိတ်လန့်လန့်နေပေါ့ဗျာဒါနဲ့ရွာစာချဖို့သဘောတူလိုက်တယ်ကျုပ်ကတော့မကြိမ်နဲ့ဘူးဗျစေးစရာကြီးပို့လို့သာဒီလိုဆုံးကိုကြွေးခိုင်းတာဥပဒေကြီးဆိုရင်တော့မကြီးကိုအပြက်နှိပ်ကွက်လိုက်မှလို့တွေးပြီး စိတ်မနိုင်ခဲမရဖြစ်နေတော့ဗောဗျာကျုပ်တို့ရွာတွေကိုဖျက်ပြီးတော့ဈေးကားတွေကထွက်တယ်ဗျာတစ်သားကားကြီးတွေပါဒေါ့ချစ်လို့ခေါ်တဲ့ခွေးကြီးကားတွေပေါ့ဗျာခေါင်းကခွေးခေါင်းကြီးတွေနဲ့တူတယ်လေအဲ့ဒီကားကြီးတွေနဲ့မြိုင်သားကိုလှိုက်သွားပြီးတော့ဝတ်သားတုံးထပ်သားကိုဝဲတော့တာဗောဗျာအိမ်ရောက်တော့မတက်တချက်ချက်ပြုတ်ပြီးတော့ကံပြက်ကြီးရဲ့ပေါင်းမှာသွားချပေးထားလိုက်တယ်ကံပြက်ကြီးဆိုတာကတစ်ချိန်ကတောက်ရေကံကြီးဗျနောက်တော့ ကံကမတန်တော့တာနဲ့မတော့တော့တဲ့အပြင်ပြက်ပါထားလိုက်တော့ကံပုံတွေကပြိုကျပြီးတော့ရွှွန့်တွေနုံွေပဲရှိတော့တဲ့ကံကြီးပေါ့အဲ့ဒီမှာချထားပြီးတာနဲ့ကလေးတွေကကောင်းသွားတာပဲဗျာကျုံလည်းမကြည့်နှက်တာနဲ့မကြီးတို့ကိုစောင့်ကြည့်တယ်ဗျာဦးလေးဖိုးထွန်းကအလုတ်ပင်ပန်းလို့လားမသိဘူးတဖြည်းဖြည်းပိန်လာပေမဲ့မကြီးကတော့ဗျာအသားတွေချီတောင်းစားနေလို့လားမသိပါဘူးဝတ်တုတ်ပြီးဝတ်ကြီးနေတူတယ်ဗျာတရက်တော့ လက်ထဲကနေဥပါသားနဲ့ကျုံနဲ့နွားတွေဆွဲပြီးတော့အတူတူပြန်လာကြတာပေါ့နေကလည်းအတော်ကိုစောင်းနေပြီလေပြန်လာရင်ရွာအထွက်ရောက်တော့မတ်ကြီးနဲ့တွေ့တယ်ဟဲ့ဗျမတ်ကြီးကခမောက်ကြီးကိုခက်ငက်ငိုက်စောင်းထားတာနေလည်းမပူမိုးလည်းမရွာနဲ့ဘာဖြစ်လို့လဲပေါ့ကျုပ်တို့အနာကိုရောက်တော့ခမောက်ကြီးကိုပိုးပြီးငုတ်ဆောင်လိုက်တယ်ဗျကျုပ်တို့ဖြတ်တော့ဥပါသားကခါထောက်ပြီးတော့မတ်ကြီးကိုကြိလိုက်တယ်မတ်ကြီးနင်းအဲ့ဒီလိုမလုပ်နဲ့နော် တောင်ပေါ်ကိုတော်လေးကိုသွားမဆမ်းပါနဲ့။မကြီးကဥပဒါကြီးကိုတစ်ချက်မှော့ချပြီးဆဲပါလေရောဗျာ။ကျုပ်လည်းမကြီးမျက်နှာကိုဖက်ခနဲ့တွေ့လိုက်တာ။သူ့မျက်နှာတစ်ခုလုံးမှာဇီးကင်းလောက်ရှိမဲ့အဖို့ကြီးတွေထနေတယ်ဗျာ။နောက်တော့ရွာပြင်ကိုခြေလန်းကျဲကြီးနဲ့ထွက်သွားတယ်။ဥပဒါကတော့ထုံးစံအတိုင်းခပ်ပြုံးပြုံးပဲဗျာ။တောင်ပေါ်ကိုတော်လေးဆိုတာဥစဉ်တပါးပါ။တမ်းမြင့်ရွာကိုခဏရောက်နေတဲ့ဥစဉ်လေးပေါ့။ ဥစဉ်ကပညာတော်တော်ထက်တယ်ဗျစုံတို့ပယောဂတို့တမကပဲနဲ့ဖျားတိုက်လို့အတိုက်အခိုက်တွေကိုပါနိုင်တယ်သူကလှဲ့လေသွာလာနေပြီးတော့လူနာတွေကိုကုပေးနေတာပေါ့ဥပဒါတော်မကိုရိုလီနဲ့မတ်ကြီးနဲ့ကဘာဖြစ်လို့လဲဗျဘာမှမဟုတ်ပါဘူးကွာမတ်ကြီးကတမင်းကလူတွေကိုဖန်ဆားတက်လို့တောင်ပေါ်ကိုရိုလေးရှိတဲ့အချိန်ဆိုရင် ရှောင်ရအောင်လို့တတိပေးလိုက်တာဒါဆိုရင်အဲ့ဒီတောင်ပေါ်ကိုရိုလေးနဲ့ဥပဒါနဲ့က ငါတို့ကပိုဆွမ်းကလေးကျုံမီကုန်းကကလေးမီကုန်းပြဒါပေမဲ့ဥပ္ပဒါကြီးကကြားတော့ပြုံးနေပြန်ရောမင်းပြောတယ်လို့သိချင်နေဆိုရင်တော့ငါတို့နဲ့ရောက်ပညာပြိုင်မှရပါကွာဒါပေမဲ့ငါထင်တာကတော့ကိုရိုလေးကငါ့ကိုနိုင်တော့တယ်သူကတင်ကန်းဝတ်ကြီးနေကွာနောက်တော့ငါနဲ့လေသုံးလေးခါတော့ဆုံမှုပါတယ်ဥပ္ပဒါကြီးကိုတော့နိုင်တယ်ဆိုတော့ဒီဥပဇင်းကြီးကတော်တော်ကိုစွန့်ရမယ်လို့ ကျုပ်ကခံမှန်းလိုက်တယ်ဗျ။နောက်တော့ရွာထဲကပြောစကားတွေအရမတ်ကြီးကတမ်းမြင့်ရွာကစီစုံပိုင်ရှင်ကိုသွားဖန်ဆာတာ။ဟိုကကိုတော်လေးနဲ့ကုလိုက်တော့တံပြန်ပြီးတော့သူ့မျက်နှာကဒီလိုဖြစ်သွားတယ်ဗျာ။ဦးရီဖိုးထွန်းကတော့ဘာမှသိပုံမရဘူး။သူ့မိမဖြစ်တာယောဂါလို့ထင်နေပုံလေးဗျ။မမရရအဲ့ဒီနေ့ကလပြင်းနေပြီးတော့နောက်တနေ့ပြတကြီးရဲ့တကြီး လူတစ်ယောက်က channel ပြေးဝင်လာလို့ကျုပ်တို့ကလည်းကြိတ်လိုက်တော့ပေါ့အချိန်ကမနဲ့အစောကြီးရှိသေးတာကျုပ်တို့တော့မနဲ့စာမစားရသေးဘူးဗျကျုပ်တို့တော်ရင်မှာကမနဲ့စာကိုမနဲ့9နာရီလောက်စားကြတာဆိုတော့အဲ့ဒီတက်တော့စိုးနေသေးတယ်ဗျရေးကြီးတော့ပြနဲ့ပြေးဝင်လာတဲ့သူကကိုအောင်ဖူးလို့ခေါ်တယ်ဗျဘာဖြစ်တာလဲအောင်ဖူးရမတ်ကြီးမတ်ကြီးရဲ့ဘိုက်ကြီးပွင့်ပြီးဓာကြီးတန်းလန်းနဲ့စုံသွားတယ်ဗျအဖေက ိုအောင်ပုနောက်ကိုလိုက်သွားဖို့ပစိုးပြင်ဝတ်တယ်။ဒါမျိုးတော့ကျုပ်ကလည်းဘယ်လက်လွတ်ခံမှမလဲဗျ။အဖေနောက်ကနေအပြေးကိုလိုက်ခဲ့တော့တာပေါ့။ဦးလေးဖိုးထွန်းအင်ရှေ့မှာလူတွေကစုယုံစုယုံဖြစ်နေကြတယ်။ဦးလေးဖိုးထွန်းကအိတ်တကားကြီးကိုပိတ်ထားပြီးတကားရှေ့မှာဂိုင်းခုတ်တဲ့ဓာကြီးကိုကိုင်းပြီးရက်နေလို့ဗျာ။အနာမကနဲ့ငါအိမ်ထဲဝင်နေသူငါတတ်ပြက်မယ်။မျက်တောင်ဒီချင်းနဲ့တော်တော်ကိုကြောက်စရာကောင်းတာဗျာ။ရွာကလူတွေကလည်း ုံခဲနေကြတာပေါ့အဖေရောက်လာတော့အားလုံးကနောက်ဆုတ်ပေးလိုက်တယ်ကျုပ်ကလည်းအဖေနောက်ကနေလိုက်သွားတာပေါ့ဟေးဖို့ထုံရက်လိုက်ရက်လိုက်စမ်းငါကြည့်စမ်းပဲမကြည့်ရဘူးခမရအရှိတိုးရရင်တိုးလာခဲ့ခမရကိုအရင်ခောက်ပြစ်မယ်ဒီအချိန်မှာပဲရွာကကာလာသားတွေကဝရင်တုတ်တွေလက်တွေကိုကင်ပြီးတော့ရောက်လာကြတယ်တကြည်ဖဲပြားဒီကောက်ကိုကျုပ်တို့ဝိုင်းပြီးရိုက်မယ် မလုတ်ပါနဲ့ကွာရွာသားချင်းချင်းတွေသွေးထွက်တန်ယူမလုတ်ကြပါနဲ့ဦးလေးဖိုးထွန်းကပုံမှန်ဆိုရင်အေးအေးဆေးဆေးနေတတ်တဲ့သူဗျအခုတော့သူ့ကိုကြည့်ရတာတရေကြီးဘလူးကြီးတကောင်လိုပဲဗျနောက်တော့ဓာတ်ကိုတင်းရန်ရန်နဲ့ဝိရန်နေတာဗျာကျုပ်တို့လည်းအနောက်ကိုဆုတ်လိုက်ရတယ်ဖိုးထွန်းမင်းနဲ့ထဲကဓာတ်ကိုချလိုက်စမ်းပါငါတို့မင်းကိုဘာမှ မလုတ်ပါဘူးကွာဒါနဲ့ပဲကိုအောင်ဖို့ကိုမေးကြည့်ရတာပေါ့ကျုပ် တည်တည်ချာချာကိုတွေ့လိုက်တာဟာဗျကျုပ်ကထင်းကုန်လေလို့ကိုဖိုးထွန်းစီကထင်းခဏယူပေးဆိုပြီးတော့မှအိမ်ဘေးကိုအလာမှာအိမ်ထဲကတီအီးနဲ့အွန်ဒီတန်ကြားတာနဲ့ကျန်းပောက်ကနေချုံကြည့်လိုက်တာဟာဗျအထဲမှာမတ်ကြီးကဒါကြီးတန်တန်နေဗျတွေးတွေကလည်းအားနေတာပဲကျန်းပောက်ထဲကနေတော့မှကြာနေတာအခုတော့ဦးလေးဖိုးထွန်းကဒါတချင်းချင်းနဲ့မို့ဘယ်သူမှတွားမရတော့ဘူးပေါ့ဗျအဲ့ဒီအချိန်မှာဥပဒါကြီးက နွားနှကောင်ကိုဆွဲပြီးတော့ရွာထဲကနေဖြတ်လာရင်ကျုပ်တို့ကိုတွေ့တော့ပါလေယောကျုပ်လည်းဥပဒါကြီးစီကိုပြေးတော်တော့တာပေါ့ကဲတင်ရှင်ကြီးတွေ့တော်သူလိုမျိုးပျော်သွားတာဗျဥပဒါကြီးလှုပ်ပါဦးဗျာဥပဒါကခါကြီးထောက်ပြီးကြည်နေတယ်ဗျဟာဖို့ထွန်ဆေးဖောက်နေပြီဟာငါ့ကိုရေတဘုံပေးစမ်းကျုပ်ကလည်းအနည်းအနာအိမ်ထဲကတံဖြူရေဘုံတစ်လုံးကိုရေခတ်ပြေးပေးလိုက်တယ် ဥပဒါကြီးကသူ့လက်ကို ရေဘုံထဲကိုထည့်လိုက်ပြီးတော့ရေကိုလက်ဝဲရစ်ရစ်ပေးလက်ကိုမွေးနေတာဗျနောက်တော့ကျုပ်ကိုရေဘုံကြီးကိုပေးလိုက်ပြီးတော့သွားစမ်းအဲ့ဒီကောင်ကိုတော့ပက်လိုက်ချီကျုပ်ကလည်းရေဘုံကြီးကိုကိုင်းပြေးဓာတရန်ရန်နဲ့ဥလေးဖိုးထွန်းကိုရေနဲ့ပက်လိုက်တာပေါ့ဗျာတဘုံလုံးနဲ့ပက်လိုက်တာဆိုတော့ဥလေးဖိုးထွန်းတကိုယ်လုံးရေတွေရွှဲသွားတာပေါ့အဲ့ဒီတော့မှဥလေးဖိုးထွန်းကငေါင်ငေါင်ကြီးရက်နေတယ်ဗျာ နောက်တော့လက်ထက်ကဂိုင်းခုတ်သားကိုမြေပေါ်ပစ်ချလိုက်တယ်။ကျုပ်ကျုပ်ဘာတွေဖြစ်နေတာလဲ။ကာလသားတွေကဦးလေးဖိုးထွန်းကိုဝိုင်းဖမ်းချုပ်လိုက်ပြီးအဖေကလည်းတကားဖွင့်ပြီးတော့အိမ်ထဲဝင်ခဲ့တာပေါ့ဗျာ။ကိုအောင်ဘူးပြောတဲ့အတိုင်းပဲအိမ်ခန်းထဲမှာဘေးဆောင်ကြီးလဲနေတဲ့မတ်ကြီးကိုတွေ့သွားတာပေါ့။ဓာတ်တစ်ချောင်းကမတ်ကြီးရဲ့ကိုလုံးကိုဖောက်ပြီးဝင်နေတယ်ဗျ။ကြောဖက်မှာတရိုးနဲ့ ဓာတော်ကဘိုက်အရှိထိပေါက်ထွက်နေတာဗျမျက်နှာကြီးကလည်းပြူတူးပြဲတဲ့ကြီးနဲ့တော်တော်ကိုကြောက်ဖို့ကောင်းနေဗျအဖေကလည်းနေထင်းတွေကိုခေါ်ခိုင်းမြို့ကရဲတွေကိုခေါ်ခိုင်းရတော့တာပေါ့နောက်ဆုံးတော့ရဲတွေရောက်လာတယ်ဗျအဲ့ဒီဓာကြီးမှာစာတချောင်းရေးထားတယ်မြေဖြူလိုလိုဟာနဲ့ရေးထားတာအဲ့ဒီစာကိုဖတ်ပြီးတော့မှရဲတွေကအာအာတင့်သွားတယ်လေစာကနမည်တစ်ခုရေးထားတာဗျအဲ့ဒီနမည်က တောင်ပေါ်ကိုတော်လေးရဲ့ဘွဲ့နံပဲတဲ့ဗျာအဲအဲ့ဒါမကြီးကတောင်ပေါ်ကိုတော်လေးနဲ့ပညာပြိုင်ပြီးတော့ရှုံးတော့တာဖြစ်ရမယ်တုတ်ဟောပြောလိုက်မိတယ်ဗျာမကြပါဘူးရဲတွေကမကြီးအလောင်းကိုတဲသွားကြတယ်တောင်ပေါ်ကိုတော်လေးကိုလည်းမင်းမြန်တော့ကိုတော်လေးကဟုတ်တယ်လို့ပြန်ဖြေတယ်ဘလို့ပဲဖြစ်ဖြစ်တက်သေးတွေရှိနေပြီဆိုတော့တောင်ပေါ်ကိုတော်လေးကိုလူဖွတ်လဲပြီးဖမ်းသွားကြတယ်ပြောတယ်ဗျာဒီပွဲမှာမကြီးလည်းသေးတယ် တောင်ပေါ်ကိုတော်လေးကလည်းအဖမ်းခံရတယ်။နောက်တော့ဘာဆက်ဖြစ်သွားသလဲတော့တုတ်တုတ်မသိဘူး။ထောင်ချသွားတယ်လို့တော့တချို့ကပြောကြတယ်။ဖုန်ကြီးချောင်းဘေးနားမှာအခုအထိဦးလေးဖိုးထွန်းနဲ့မတ်ကြီးတို့နေခဲ့တဲ့အင်္ဂလိပ်ကရှိနေသေးတယ်ဗျာ။အခုတော့လူမရှိတဲ့ခြံကြီးလိုမျိုးတစ်ပင်တွေနှွေးပင်တွေနဲ့အုံဆိုင်နေတာပေါ့ဗျာ။ဒါပေမဲ့တည်တည်ချာချာလှမ်းကြည့်လိုက်ရင်အိမ်တိုင်းတွေနဲ့အိမ်ပြက်ကြီးကိုမြင်တွေ့နေရတယ်ဗျ။အဲ့ဒီအင်္ဂလိပ်ကမတ်ကြီးတို့တွေ့ မတရုတ်မစီကငွေချေးပြီးတော့ခိုင်ခိုင်မာမာစောက်ထားခဲ့တဲ့တစ်သားအိတ်ကလေးပေါ့ဗျာ။ဦးလေးဖိုးထွန်းကတော့ယူးတလူလူကြောင်တလူလူနဲ့ဖြစ်သွားတာတုတ်တုတ်တော်တော်အသက်ကြီးကြီးထိပဲဗျာ။နောက်တော့ရွာကနေထွက်သွားပြီးမရောက်သွားမှမသိတည်င်းအစအနာတော့မရတော့ပါဘူးဗျာ။မတ်ကြီးတည်သွားပေမဲ့အခုထိရွာမှာကမတ်ကြီးအကြောင်းကိုပြောဆိုနေတတ်တယ်ဗျာ။နောက်ပြီးမတ်ကြီးတို့ချမ်းဆိုတာကဝယ်မဲ့သူမရှိ နေမဲ့သူမရှိဘူးဗျာအခုအဲ့ဒီနေရာကို ရွာလမ်းမကြီးပေးကွန်ကရစ်ခင်းထားတဲ့လမ်းပိအကွက်အကွင်းကောင်းဖြစ်သွားပြီမဲ့ဘယ်သူမှနေမဲ့သူမရှိပဲခြံပြက်ကြီးဖြစ်နေတာဗျမတ်ကြီးတီးသွားခဲ့ပြီမဲ့မတ်ကြီးမွေးထားတဲ့တရေတွေကရွာကလူတွေကို၆လက်နေသေးတယ်လေကဲဒီနေ့တော့တော်ပြီဗျနောက်ရက်ကျမှမတ်ကြီးမွေးထားတဲ့တရေကြီး၃កောင်အကြောင်းကိုပြောပြအောင်မေးဗျ